မင်္ဂလာပါခင်ဗျဆရာငယ်ပါခင်ဗျเนาะဆရာရဲ့မိတ်ဆွေတွေဒီတစ်ခါတော့ဆရာက2025ခုနှစ်မတ်လ22ရက်ကနေပြီးတော့လာတော့အထီးဗုဒ္ဓဖူးရာဟုသာသမီတွေတို့ဟောပေးခြင်းပါတယ်ဥစ္စာဗုဒ္ဓဖူးရာဟုသာသမီတွေမဟောခင်မှာဆရာ Facebook page မှာအင်္ဂါကို YouTube မှာတော့ TikTok မှာတော့တင်ပြီးသွားပြီ Facebook page မှာတင်တော့ဆရာ line ကြပြီး90နဲ့2ခေါက်တောင်ဖြစ်သွားတယ် တောင်းပန်ပါတယ်ခင်ဗျာဆရာလိုက်မဖြတ်တော့ဘူးเนาะဆရာဆွမ်းနာတော့ပိုလေးတင်ထားတယ်เนาะ wifi ရောကအမကြီးများဆရာကြိုက်နေလားမသိဘူးလို့เนาะဘာလို့ဆို22ခေါက်ဖြစ်သွားတယ်ဆရာတော့အဲ့လောက်စိတ်မရှိတတ်ဘူးเนาะသို့တော်ဟိုလိုင်းကျသွားလို့ဆိုတာဟိုဆရာအဲ့ဒါလေးပြောချင်ပါတယ်ကောင်းပြီဆရာငယ်ပြီးရင်ဆိုရယ် Facebook ပြပါเนาะကဲမိတ်ဆွေတို့ဗုဒ္ဓဘုရားတော်သမီးများလက်ရှိဟိုဟာဟို2025ခုနှစ်မတ်လနောက်ဆုံးပတ်တာပြင်မှာမိတ်ဆွေတို့ရဲ့စိတ်ထဲမှာ ဒေါသစိတ်တွေများစွာဖြစ်နေတာမျိုးမခံကျင်တဲ့စိတ်တွေဖြစ်နေတာမျိုးအရာရာကိုပြဿနာတွေကိုအတက်အခက်ခဲတွေကိုချက်ချင်းမျက်နှာချင်းဆိုင်ပြီးတော့ဝုံတိုင်းဖြစ်ချင်းကျင်တဲ့စိတ်တွေဖြစ်နေတာမျိုးမိမိကိုဒီလိုပြောရကောင်းလားမိမိကိုဒီလိုလုပ်ရကောင်းလားဆိုပြီးတော့စိတ်ထဲမှာမကျင်တဲ့စိတ်တွေအနာကြီးစိတ်တွေသို့မဟုတ်ရင်မုန်းတိစိတ်တွေဖြစ်ပေါ်နေတယ်ထို့အပြင်မိတ်ဆွေအနေနဲ့လက်ရှိမှာဆိုလို့ရှိရင်အကောင့်တက်ကိုအစိုးကိုအပြတ်သဘောစောင့်နေတယ်လက်ရှိနေရာကနေပြီးတော့အာရုံးထွက်ပြစ်ချင်တာမျိုးလက်ရှိအချိန်နေတဲ့အနေထားကနေပြီးတော့ ဟိုတောက်ကွဲပြစ်ရှင်တာမျိုးမွန်းကြက်နေတာမျိုးတွေဖြစ်ပေါ်နေတတ်တဲ့စိတ်မျိုးဖြစ်နေတဲ့အတွက်ဘာကိုဖြစ်ဖြစ်လက်ရှိကာလမှာအရေးကြီးတဲ့ကိစ္စလေးဆုံးဖြတ်ချက်တွေကိုမချမှတ်ပါနဲ့ဘာကိုဖြစ်ဖြစ်လော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 မဆုံးဖြတ်ပါနဲ့ဒေါသနဲ့ဆုံးဖြတ်တဲ့အခါအမှားပါတတ်ပါလေခင်ဗျာကောင်းပြီကြမ်းပါ ਈ ကျမရင်းနဲ့ပတ်သက်လာရင်တော့ဘာမှမရှိပါဘူးစိုးစိုးဘွားတော့ဒါပေမဲ့မိသားစုကိစ္စအိမ်တွင်းကိစ္စလေးတွေကြောင့်အတွေးလွန်နေပါတယ်အတွေးလေးတွေနည်းနည်းလျှော့ပါကျမရင်းနဲ့ပတ်သက်လာရင်ခေါင်းမူကောင်းကြိုက်တာမျိုးအဲကို့ကြောင့်မဟုတ်ဘဲနဲ့မိသားစုကိစ္စလေးတွေကြောင့်အိမ်တွင်းကိစ္စလေးတွေကြောင့်နည်းနည်းလေးအပူလွန်နေတာမျိုးလေးတွေစိတ်ထဲမှာအဲ စိတ်အနှဲငယ်လေးဟိုဆွနာလို့ပေါ့ကို့ကြောင့်မို့ပဲနည်းနည်းလေးအတွေးတွေလက်ချက်ချလဲနေတက်တော့ကြောက်အဲဖြစ်နိုင်လို့ရှိရင်တဦးတည်းတစ်ယောက်တည်းနေတာထက်အပူတွေကိုလျှော့ပြီးတော့ဗစက်ကနေဂုံတော်လေးတစ်ခုကိုရွတ်ပွားနေတာမျိုးလေးလုပ်ပေးပါဒါဆိုရင်မိတ်ဆွေနေနဲ့ကျမ်းမာကြီးကဘာမှစိုးရိမ်စရာမရှိပါဘူးသို့တော့နားနဲ့ပတ်သက်တာမျိုးမျက်စိအာရုံကြောင့်နဲ့ပတ်သက်တာမျိုးလေးတော့အနှဲငယ်အားနဲ့တက်တဲ့အတွက်သတိထားစင်ကြရမယ့်ကာလဖြစ်တယ်အလောက်က အလုပ်ကိုင်းနဲ့ပတ်သက်ရင်လုပ်ငန်းတည်အလုပ်တည်စတင်ဖို့ဆိုရင်တရားတယ်မိမိမှာလည်းအကြံအစီရှိပြီးသားအတွေးခေါ်ရှိပြီးသားဆိုရဲရဲကြီးကိုစတင်လှုပ်ဆောင်မှာအဲ့ဒီစတင်တဲ့အလုပ်ဟာမိမိရဲ့အနာဂတ်အတွက်ရည်မှန်းချက်အတွက်မှာတကယ်ကိုတရားတဲ့အောင်မြင်ခြင်းတိုးတက်ခြင်းတွေရရှိမယ်တဲ့ဒါပေမဲ့ဘာကိုလှုပ်လှုပ်တော့အဆင့်ကျော်တက်တာမျိုးလေးတွေမလှုပ်ဖဲနဲ့အောက်ရှိကနေစတင်ပြီးတော့တစင်ချင်းစီတည်ဆောက်လို့ရှိရင်မိတ်ဆွေတို့အနေနဲ့တကယ်ကိုကောင်းမွန်ပြီးတော့ဝရုရောက်သားသမီးတွေဟာတကယ်ကိုကောင်းမွန်ပြီးတော့အနာဂတ်အတွက်အတိတ်အတွက်မှာတရားတဲ့ခိုင်မာတဲ့လုပ်ငန်းတစ်ခုကိုစတင်လှုပ်ဆောင်ရင်အကောင်းဆုံးကာလဖြစ်တဲ့ဆက်တူလုပ်ငန်းတွေအကျိုးပေးတဲ့ စတင်လှုပ်ဆောင်တဲ့လုပ်ငန်းတွေအကျိုးပေးတယ်လုပ်ငန်းတွေအလုပ်တင်တဲ့ပတ်သက်ပြီးတော့ကိုယ်ကိုယ်တိုင်ပြောင်းလဲလှုပ်ဆောင်လို့တဲ့မိတ်ဆွေတွေအကျိုးပေးပါတယ်ဒါအပြင်လုပ်ငန်းယာထုကိုင်ငန်းတဲ့ပတ်သက်ပြီးတော့ယာထုတိုးဖို့ယာထုတက်ဖို့အတွက်ကိုမိတ်ဆွေတို့နည်းလက်ရှိကာလအတိုင်းမှာဆိုရင်နည်းနည်းလေးခတ်နေတယ်ယာထုတိုးဖို့ယာထုတက်ဖို့အတွက်ဆိုရင်အဲမိမိနည်းနည်းမျောလင့်ထားသလောက်အရှိအတိုင်းသာကြန့်ကြာနေတာမျိုးတွေကြုံရတတ်တဲ့အတွက်ယာထုငန်းကနေပတ်သက်ရာထူးတိုးတဲ့ကိစ္စလေးမှာနည်းနည်းလေးတော့အားနေတယ်တို့တော့လုပ်ငန်းတစ္ဆာတွေလောက်တာမျိုးလုပ်ငန်းရာထူးနဲ့ပတ်သက်လို့အပြောင်းလဲလေးတွေလောက်တာမျိုးတွေအကျိုးပေးတယ်နေရာထိုင်ခြင်းတဲ့ OA ချန်ပြီးဝင်လာတာမျိုးတွေအကျိုးပေးပါတယ် အဲနေရာထိုင်ခင်းနဲ့ပတ်သက်ပြီးဝင်လာတာမျိုးတွေ OH Champion မီယာနဲ့ပတ်သက်လို့ဝင်လာတာမျိုးတွေအခွင့်အလမ်းကောင်းတွေလုပ်ငန်းကောင်းတွေအဆက်အသွယ်ကောင်းတွေရရှိတတ်ပြီးတော့အကျိုးပြုစေတော့ကာလဖြစ်တယ် လက်ရှိမှာခရီးသွားကိစ္စလေးတွေမှာတော့အနှံ့ငယ်လေးတတိသားပါပြီးပါခရီးသွားပြည်တွင်းခရီးသွားနဲ့ပတ်သက်တာလေးတွေ passport visa လုပ်ငန်းလေးတွေနဲ့ပတ်သက်လာတဲ့အခါမှာတဲ့အစပထမဆုံးလုပ်တဲ့အခါမှာမိတ်ဆွေတို့အနေနဲ့လူယုံမလွယ်ပါနဲ့တဲ့လူယုံတတ်တတ်ပါလေတဲ့ငလောင်းစားနဲ့ပတ်သက်တာတွေအားနေပါတယ်အပြော်ပါနဲ့ပတ်သက်တာတွေအားနေပါတယ်မိတ်ဟောင်းဆွေဟောင်းတွေနဲ့ပတ်သက်လာရင်အားနေစီတော့လားအားနေစီတော့အပတ်ဖြစ်တဲ့အတွက်တော့ဒါလေးတွေကိုတစ်ချက် view size စီနေပေးဖို့လိုအပ်ပါတယ်ဘာကိုလုပ်လို့အလင်းစလို့ဝုန်းနဲ့တိုင်းနဲ့ဆုံးဖြတ်တာမျိုးဆောင်ရွက်တာမျိုးမှာမိတ်ဆွေရဲ့ကံကိုအားနေစီပြီးတော့ကံကိုညံ့စီတော့အပ တ်တာအပိုင်ချာဖြစ်တဲ့အတွက်တော့ဘာကိုဖြစ်ဖြစ်အလင်းစလိုမလိုပဲနဲ့တိတိရှိရှာစဉ်းစားပြီးတော့တွေးခေါ်တိုက်ပြပါအဲ့ဒါတပြင်တအူးတဲ့တယောက်တဲ့တစ်ခုတဲ့လုပ်တဲ့အလုပ်ငန်းလေးတွေထက်ဆက်တူလုပ်ငန်းလေးတွေညီကောင်တို့မှဆွေမျိုးသားချင်းနဲ့ပတ်သက်ပြီးအဆုရှယ်ယာကလေးတွေအဲပေါင်းစုလုပ်ရတဲ့အလုပ်လေးတွေရှယ်ယာဝင်ပြီးလုပ်ရတဲ့အလုပ်လေးတွေမှာအားသာကောင်းမှုပြီးအတိုးတက်နိုင်သောကာလဖြစ်ပါတယ်ခင်ဗျာငွေကြီး ငွေချင်းနဲ့ပတ်သက်လာရင်လက်ထဲမှာနည်းနည်းအနှင်းငယ်တော့ရုံးကန်ရတတ်တယ်မိမိရဲ့အိမ်ဆောင်ရေးတွေကြောင့်ဖြစ်စေမိသားစုရေးတွေကြောင့်ဖြစ်စေငွေချင်းနဲ့ပတ်သက်ရင်မိမိရဲ့အိမ်ဆောင်ဘက်ကြောင့်အိမ်ဆောင်ရေးကြောင့်သို့မဟုတ်ရင်မိသားစုအိမ်လွေးရေးကိစ္စလေးတွေကြောင့်ကိုယ့်လက်ထဲမှာငွေချင်းနဲ့ပတ်သက်ရင်ဝင်တလောက်နည်းနည်းလေးဟိုဟိုတစ်ဖက်ကဝင်တစ်ဖက်ကထွက်နေတာမျိုးဝင်ငွေနဲ့ထွက်ငွေဟာအိတ်ပေါက်နဲ့ဖားကောက်တယ်လို့ဖြစ်နေတတ်တယ်တဲ့သို့တော့မပူမချန်နေဘူးသို့တော့ခက်ခက်ခဲခဲတော့မရှိဘူးပေါ့ဒီနေရာမှာသူများကိုသွတ်ရှိလိုက်တာမျိုးငားလိုက်တာမျိုးဆိုရင်တော့နည်းနည်းလေးကိုယ့်ရဲ့ဟာအခက်အခဲလေးတွေကြုံရတတ်တဲ့အတွက်ဒါလေးတွေကိုတော့တစ်ချက်ပြီးဆိုင်ပေးဖို့လိုအပ်ပါတယ် ယ်။အိမ်တော်ရင်းနဲ့ပတ်သက်လာရင်တော့မိမိရဲ့အိမ်တော်ဘက်နဲ့ပတ်သက်ပြီးကျမ်းမာရေးညံ့ခြင်းကြောင့်ဖြစ်စေ၊ဒါမှမဟုတ်မိမိရဲ့အိမ်တော်ဘက်နဲ့ပတ်သက်ပြီးတော့မိမိကမိမိရဲ့အိမ်တော်ဘက်ပေါ်မှာလွှမ်းမိုးခြင်းတဲ့စိတ်တွေငါတိတက်ပို့ပြီးတော့ ဆိုတာမျိုးသူ့ကိုစိတ်တိုင်းမကြတာမျိုးတွေဖြစ်နေရတာမျိုးသူ့အပေါ်မှာလွှမ်းမိုးခြင်းနဲ့စိတ်ကလေးတွေနည်းနည်းများနေတဲ့အတွက်ကြောင့်မလို့တော့ Innovate နဲ့ပတ်သက်ပြီးတဲ့အခါနည်းနည်းလေးဟိုသတိထားဆင်ခြင်ဖို့နဲ့မိမိနေတဲ့တချို့အရာလေးဒီမှာဖြစ်ရှင်တဲ့စံနာကလေးတွေကိုတော့အတက်နိုင်ဆုံးညှိယူဖို့လိုအပ်ပြီးတော့ recommend ပေးတာမှကြိုက်တဲ့မိတ်ဆွေရဲ့ Innovate ဆိုလို့ရှိရင်တော့ပြဿနာတိုက်ခိုက်လေးပြီးပေါ်အပ်တတ်တဲ့အတွက်တော့သတိထားဆင်ခြင်ပေးရန်အတွက်တော့အင်မတန်လိုအပ်သောအပတ်တာဖြစ်ပါတယ်ခင်ဗျာဒါအပြင်မိတ်ဆွေတို့တခုရအောင်သားသမီးတွေကလူငယ်တွေအရှိန်အဟုန်နဲ့ပတ်သက်ရင်တော့ချစ်သူကြီးစားအသေးရရှိတာမျိုး အိမ်အောင်ပြုရန်စိစက်ရန်တိုင်မြင်နေတာမျိုးတမီးစားတွေအနေနဲ့တုံးနဲ့တူတရားတွေတရားအဆက်အသွယ်ပြတ်နေသူတွေနားလဲမှုလွဲနေတဲ့မိတ်ဆွေတွေဒီကာလမှာအဆင်ပြေအောင်မဖြစ်ပြီးပြီးသားကိစ္စတွေကိုပြန်ပြီးတော့ဆွေးနွေးနေတာတက်ဆိုင်ဖြစ်မလာသေးတဲ့ကိစ္စတွေကိုတိုင်မြင်နီးနှောင်းရင်အောင်မြင်ခြင်းတိုးတက်ခြင်းတွေရရှိမယ်ဆိုတဲ့ကံမျိုးဖြစ်နေတဲ့အတွက်မိษွေလူငယ်များအနေနဲ့ကတော့စုပ်ကောလက်ကောဝင်နာမျိုးလေးတွေအရှိင်းနဲ့ပတ်သက်လာရင်အချို့ဘက်ကအကောင့်ဘက်ပုံပုံအားပြုသွားတာမျိုးတွေကကံကိုတိုးတက်စီတော့အပတ်တာဖြစ်ပါတယ်ခင်ဗျာ နဘူကအိမ်နောက်ဘက်နဲ့ပတ်သက်ပြီးတော့ဝေးကွာနေသူတွေခွဲကွာနေသူတွေအဲမိတ်ဆွေတို့အနေနဲ့လက်ရှိမှာပျောက်တော့သူချရင်မတွေ့နိုင်ပါဘူးဖြစ်နိုင်လို့ရှိရင်မိတ်ဆွေတို့အနေနဲ့ချလေဝေးလေလိုက်လေပြေးလေဖြစ်ရတတ်တဲ့အတွက်ဖြစ်နိုင်လို့ရှိရင်အိမ်နောက်ဘက်နဲ့ပတ်သက်ပြီးအဆက်အသွယ်ပြတ်နေသူတွေအနေနဲ့အရန်ကြီးအပူလို့နားကိုချော့ပြီးတော့မိတ်ဆွေတို့အနေနဲ့အဲမိမိတို့ရဲ့နော်တစ်ခါလေးမှာ မိမိရဲ့ပတ်ဝန်းကျင်မှာပဲရှိပြီးပိုကဝေးဝေးလန်လန်ရှာနေရတာမျိုးလေးတွေကြုံရတတ်တယ်။ထို့အပြင်အိမ်တော်ဘက်နဲ့ပတ်သက်ပြီးတော့ကောလာဟာလာသတင်းတွေအဆက်ဆွဲပြတ်သွားတာမျိုးတည်ဆုံးတယ်အဆက်ရှိတဲ့အရာလေးတွေပေါ့အာနမိတ်ဆောင်တဲ့ကောလာဟာလာသတင်းတွေဒီလိုကြားရရင်ဒါဟာစိုးရိမ်စရာမဟုတ်ပါဘူး။မဖြစ်နိုင်ဘူးဆိုတော့ကတ်ကိုပေါ်ပြနေတော့ကာလာဖြစ်ပါတယ်။ဒီအပတ်တာတော့ဒီမှာမိတ်ဆွေဗုဒ္ဓဘုရားဥဒသမီးရဲ့ပညာရေးနဲ့ပတ်သက်လာတဲ့အခါ နည်းနည်းလေးစိတ်မလောပါနဲ့တဲ့စိတ်လောလို့ရှိရင်အမားတွေပါတက်တဲ့အတွက်စိတ်မလောပါနဲ့တဲ့ဥပမာဖြည့်ပြီးသားအစာတွေကိုတေချာလေးတတိထားဆင်ကျင်ပြီးတော့စစ်ပါရတယ်နော်စစ်ပြီးတဲ့အခါကျရင်ငါတို့ဒီတစ်နှစ်တော့ထက်နောက်တစ်နှစ်မှဆိုတာမျိုးကိုမလုပ်ဘဲနဲ့ကိုရတာကိုအတိညာရှိတလောက်ဖြည့်ပါရတယ်အဲနည်းနည်းလေးစိတ်လောတာမျိုးလေးတွေအပီးစလိုမြန်တာမျိုးလေးတွေစာကိုပြန်ပြီးတော့မစစ်တာမျိုးလေးတွေတော့ဖြစ်နိုင်ရင်မလုပ်ဖို့လိုအပ်ကြောင်းထပ်လောင်းမှကြာလိုက်ပါရစေခင်ဗျာကောင်းပြီထို့ပြင်မိတ်ဆွေကိုတခုရအောင်သားမြေဒီတစ်ပတ်တာအတွက်မှာ ခยีထွက်ခြင်းကိစ္စလေးတွေမှာဆိုလို့ရှိရင်တော့မိမိတို့အနေနဲ့အဲဟိုဖျားဘူးခยีသွားတွေပြီးတွင်းခยีသွားတွေနဲ့ပတ်သက်ရင်တော့ရှေ့တို့ဆောင်ရွက်သွားလို့ရပါတယ်တဲ့เนาะပြီးတဲ့အခါမိတ်ဆွေတို့အနေနဲ့အပျော်ပါခยีတွေအလှူဒါနာခยีတွေမိသားစုလက်ဆောင်ခยีတွေနဲ့ပတ်သက်ရင်သွားလို့ရတော့ကာလာဖြစ်တဲ့ဖြစ်ပါတယ်ခင်ဗျာထို့အပြင်မိတ်ဆွေတို့ဒီအပတ်တာတော်အတွင်းမှာဆိုရင်အထက်လူကြီးအကြီးကဲအဖေအမတို့မဟုတ်ဆွေမျိုးသားချင်းတွေရဲ့အကူအညီထောက်ကူကိုဒီလဟာများစွာရရှိတတ်သောအပတ်တာဖြစ်ပြီးတော့ထီကန်ဆန်းလို့ကောင်းပါတယ်တဲ့ထီထိုးတဲ့အခါမှာမိမိတို့အနေနဲ့ဖျားစီဒီចောင်းကန်တိမ်ပရဝံကိုဆွတ်မှတ်တဲ့အခါထီကန်ဆန်းလိုက်ရင်အင်မတန်ကို အားသာပြီးတော့ထိပေါက်ဂိမ်းသို့မဟုတ်သားရွှေကိုထမ်းလာတယ်လို့ယရနာဘိုဆိုင်ကင်းနဲ့ဆိုင်တယ်လို့ငွေကြီးတွေလုံငနေရင်ငနေဝင်လာနိုင်သောအပတ်တာအပိုင်းရှာကာလရောက်ရှိနေပါတယ်အချိုးပေးသောအယောင်အနေနဲ့ဆိုလို့ရှိရင်တော့မိတ်ဆွေတို့အနေနဲ့အဝါယောင်ခဲရောင်ခရမ်းရောင်တွေဟာမိတ်ဆွေတို့ရဲ့ကံကိုတိုးတက်ကောင်းမွန်အားသာစေပါတယ်။တတိထားဆင်တင်ရမယ့်အယောင်တွေကတော့မိခိုးရောင် ဒီရောင်လေးသို့မဟုတ်လို့ရှိရင်မိတ်ဆွေတို့အနေနဲ့အစိမ်းရောင်လေးကိုတတိထားဆင်နေပေးပါရတဲ့မိတ်ဆွေတို့အနေနဲ့ဒီလအတာတော်တွင်မှဆိုရင်တောက်ကြသာသမီအင်္ဂါသာသမီတွေနဲ့တွဲဖက်လုံကြီးကံကိုတိုးတက်ကောင်းမွန်ပါရတယ်ခင်ဗျာနော်အိမ်တွင်းရေးကိစ္စမိသားစုရေးကိစ္စအမြဲတမ်းရှင်းဆိုင်ပြီးဒေါသနဲ့အပြက်အပြက်ဆောင်တဲ့ကိစ္စလေးတွေမှာမဖြေရှင်းပါနဲ့တဲ့မိတ်ဆွေဟောင်းအပေါင်းအသင်းဟောင်းတွေလူရောမလွယ်ပါနဲ့တဲ့နော်ဒီအပတ်တာတော်တွင်မှအကျိုးပေးစီတော့ ကနန်းအခရာတွေအနေနဲ့ဆိုလို့ရှိရင်၃ညကနန်း၊ခုနှစ်ကနန်း၊၆ကနန်းနဲ့ခါမိတ်ဆွေတို့ရဲ့ကံကိုတိုးတက်စေပြီးတော့အကျိုးပြုစေပါတယ်။အရေးကြီးတဲ့ကိစ္စတွေလိုရာမှုကိုပြုမှုဆောင်ရွက်တဲ့အခါမျိုးတွေကြာရင်နဲ့နှစ်ဦးနဲ့နှစ်ယောက်တည်းသွားတာမျိုးတွေနှစ်ခုနဲ့နှစ်ခုလုပ်ငန်းနှစ်ခုကိုသွားပြီးတော့တပြိုင်တည်းလှုပ်ဆောင်တာမျိုးတွေအားနည်းစေတဲ့အတွက်တကယ်လို့မှဒီလိုမလုပ်ရဘူးဆိုလို့ရှိရင်တော့တင်းလာရက်တို့ပါတို့ကိုချောင်ပြီးသွားပေါ့။ဒီထို့ပြင်မိတ်ဆွေတို့အနေနဲ့ဒီလိုခီးသွားကိစ္စတွေအောင်မြင်စေရန်တို့အလို့ငါရတယ်။မိတ်ဆွေတို့ရဲ့အရာရာအဆင်ပြေအောင်မြင်စေဖို့မိမိရဲ့ပတ်စံအိတ်အတွင်းမှာ နရာတန်လေးတရက်ကိုလေးခေါက်လေးရှိုးပြီးတော့ကလစ်ကလေးနဲ့ပုတ်ပြီးဆောင်သွားပါဒါဆိုရင်အတိုက်ခိုက်တွေกินပြီးလိုရာအဆင်ပြေလာမှအတေချာပဲဖြစ်တယ်မိတ်ဆွေတို့ရဲ့ရောင်းကုန်တွေဝယ်ကုန်တွေအယောင်းအတွက်အယောင်းထွက်စီဖို့အတွက်ဆိုမိမိရဲ့ကုန်ပစ္စည်းတွေကိုဓာတ်ကျူစာရွက်ကလေးတရက်နဲ့ရိုက်ပုတ်ပြီးတော့ ရောက်ဖတ်ပါစေဆိုတဲ့အကြောင်းနှင်းထုတ်မောင်းထုတ်ပါရှစ်တဲ့အကြောင်းမဟုတ်တော့မုန်းတဲ့အကြောင်းနင်းမြထွက်ဟာမမြင်ကျင်တော့ဘူးဆိုလို့ရိုက်ထုတ်ရိုက်ထုတ်မောင်းထုတ်ရင်ထွက်သွားပါလိမ့်မယ်တဲ့ခင်ဗျာနော်အဆက်ဆက်ရရာအစဉ်ပြေစီပြီးဒီရက်တပတ်တာလုံးမှာငွေကြီးကန်အားကောင်းစီရဘုတခုရအောင်သာသမီတွေနေနဲ့ပြုလုပ်ရမယ်ရေရာအနေနဲ့ဆိုလို့ရှိရင်တော့ဘုတခုရအောင်သာသမီတွေနေနဲ့ အတိတ်ကံလေးဝင်ပေးပါဝင်ရမယ့်အတိတ်ကံကတော့ချစ်ချစ်ဝေးမဟုတ်ပါဘူး24ပဋ္ဌာန်အကျင်းကိုပဲတနေ့ကိုအကျင်းဟေတုပစ္စယတော့ခေါင်းစဉ်တွေကိုပဲ24ကောက်တနေ့ကို24ကောက်တိတိကိုလာကုန်တဲ့အထိဝင်ပေးပါအစိုးညံ့နေဟာဘာလဲလို့မရအောင်ကောင်းလာပါလိမ့်မယ်ခင်ဗျကျေးဇူးတင်ပါတယ်ဆရာငယ်ပါဗီဒီမီဒီယံခွန်ကိုတုံညာနှစ်ကိုတုံညာလေးတစ်ချောင်း WhatsApp Telegram Viber မှာဆက်သွယ်မေးမြန်းနိုင်ပါတယ်ဆရာ Viber မှာ TikTok မှာဗီဒီယံဧည့်တယ်လက်မခံပါဘူးဆိုတဲ့အကြောင်းပြောလို့ပါတယ်ဒါအပြင်ဗုဒ္ဓဘုရားဥဒသမီးတွေကနောက်နှစ်မှာအတာစားပါတယ်ဒါကြောင့်အတာနဲ့ပတ်သက်ပြီးတော့ဘလို့ဖြေဖြောက်တယ်ဆိုတာလေးကို ရာကနောက်ဗီဒီယိုမှာပြန်ပြီးတော့ရှင်းပြပေးပါမယ်ကျေးဇူးတင်ပါတယ်အားလုံးအဆင်ပြေကြပါစေခင်ဗျာနောက်ဗီဒီယိုမှာနောက်တစ်ပတ်မှာပြန်တွေ့ပါမယ်ခင်ဗျာ